နေပြည်တော်ခေတ်သစ်သတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးလျက်ရှိပါတယ်ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့ မန္တလေးမြင်းကြံလမ်းပိုင်းမှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးအတင်းအဓမ္မစက်ကြီးကောင်းနေတဲ့စစ်ကောင်စီတပ်သားတွေကိုဝင်ရောက်တိုက်ခိုက်မှုစစ်တပ်ဗမာလီဦးတည်ဆောင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းငဇုံမြို့နယ်မန္တလေးမြင်းကြံလမ်းပိုင်းမှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးအတင်းအဓမ္မစက်ကြီးကောင်းနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဝင်ရောက်တိုက်ခိုက်ရာစစ်တပ်ဗမာလီဦးတည်ဆောင်ခဲ့ကြောင်းငကနီပြောင်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောပါရတယ်။ မလ21ရက်နေ့မနက်9:45မိနစ်ခန့်မှာငဆုံမြို့နယ်မြို့သားဆက်မှုဆောင်နဲ့အင်းဝပန်နီမှတက်ဆွေးထားတဲ့အကြမ်းဖက်စကားစီတသား15ဦးကမန္တလေးမြင်းကြံလန်ပိုင်းမှာခီးသွွားလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးအတင်းအဓမ္မစက်ကြီးကောက်ခံခြင်းများပြုလုပ်နေစဉ်တော်လိုင်းတပ်ဖွဲ့တွေကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်အကြမ်းဖက်စကားစီတသား4ဦးသေဆုံးပြီးတအုပ်ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းပစ်ခတ်မှုဖြစ်ပွားပြီးနောက်တည်ဆုံသွားတဲ့စစ်သားအလောင်းတွေကိုဆက်မှုဆောင်နဲ့ပြန်လည်တင်ဆောင်သွားကြောင်းသိရပါတယ်။မန္တလေး ်းကြီးကြံလန်ပိုင်းမှာစစ်ခွေ15កောင်ကခီးသွားပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးတာအတင်းအဓမ္မငွေကြေးတောင်းခံနာရင်းလုံနေတော့ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာပေါ့ ်စစ်ခွေးလေးကောင်တင်ပြီးတကောင်ပြင်းထန်ထန်ရရတယ်လို့သိရတယ်စစ်ခွေးတွေအလောင်းတွေကိုတော့ဆက်မှုစုံနဲ့ပြန်တင်သွားတယ်လို့နဂနီပြောက်ကြားတပ်ဖွဲ့မှတာဝန်ရှိသူတောက်ကပြောပါတယ်အဆိုပါတိုက်ခိုက်မှုကိုနဂနီပြောက်ကြားတပ်ဖွဲ့မြင်းကျန်နဲ့ငဇုံမြို့နယ်တရင်ချောက်တပ်ခွေးတောင်းငဇုံမြို့နယ်ပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လိုင်းတပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ဆလတ်ပြီးအီယာရီမှာရေကြီးငတိုင်းချောင်းလေးမျက်နှာထိဆက်ဒေသများအထိတိုက်ပွဲပြင်းထန်လာတဲ့အကြောင်းတင်ဆက်ပေးပါမယ် အေယာဝတီတိုင်းရေကြီးငတိုင်းချောင်းလေးမျက်နှာမျိုးနဲ့ထိဆက်ဒေသတွေမှာမလ23ရက်မနေ့ပိုင်းမှာတိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီကဂျက်ဗိုက်တာနဲ့ရော့စက်တက်ဒီဒီနဲ့ပါတိုက်ခိုက်နေကြောင်းသိရပါတယ်။အဆိုပါဒေသတဝိုင်းမှာချင်းလေတုံတော်ဝက်ကုန်းကညင်တိုင်းရွာတွေကိုစစ်ကောင်စီတပ်ကလေကြောင်းမှပုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်။တိုက်ပွဲတွေတော်တော်ကိုပြင်းပြင်းထန်ထန်ဖြစ်နေတဲ့ရေကြီးငတိုင်းချောင်းဘက်ကလည်းဖြတ်ပြီးဟက်စကီတွေတောက်လျှောက်တက်နေတဲ့စက်တက်လေဒီတွေလည်းပြန်တက်နေရင်တိုက်ပွဲတန်တွေကြားနေရတယ်လို့လေးမျက်နှာမျိုးကန်တအုပ်ကပြောပါတယ်။ အာရခတက်တော်အင်းနဲ့ PDF ပူပေါင်းတက်တွေကမလ15ရက်ကစပြီးရေကြီးမျိုးမြောက်ဆန်းရွာအခြေဆိုင်အမြောက်တန်းအမတ်တ344နဲ့တာပေါင်းမျိုးနယ်ရှိခမာယ308ကိုဦးတည်ပြီးစည်ရေးဖော်ဆောင်မှုအချိန်မြင့်လိုက်ပြီးရဲ့နောက်ဒေသရင်းမှာတိုက်ပွဲများပြင်းထန်လာတာဖြစ်ပါတယ်စစ်ကောင်စီတပ်ကမလ18ရက်နေ့ကဝက်ကုံရွာကိုလေကြောင်းမှတိုက်ခိုက်ခဲ့ပြီးရဲ့နောက်လေကြောင်းအုံပြမှုပုံများလာတယ်လို့ဒေသခံတွေကပြောပါတယ်ကျွန်တော်လည်းရွာကိုထားခဲ့ပြီးနေလို့မရတော့ဘူးတိုက်ပွဲမှာအင်းကဖိတိုက်နေတာမြေပြင်မှာစစ်တပ်အထင်အားလေးလေကြောင်းကနေပြက်လေးပဲ နေတင်တော့ဘူးလို့ဒေသခံတအုပ်ကပြောပါတယ်ဒေသကိုဆုံးခွာခဲ့တဲ့စစ်ပီးရှောင်ပြည်သူ9000ခန့်ရှိပြီးအကူအညီများပေးကြဖို့အရက်ဖက်ဖွဲ့တွေကတိုက်တွန်းထားပါတယ် တိုက်ပွဲနေရာတွေကပသိမ်မုံရွာလန်းနယ်လေနီးလေပသိမ်မုံရွာလန်းကအေရီဘကိုမကွေးနယ်စကိုင်းထိဖောက်လုထားပြီးအေအေပါဝင် တော်လိုင်းတပ်တွေကလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ကြိုးစားနေတယ်။တိုက်ပွဲကြောင့်ဒေသခံတွေရဲ့လုံခြုံရေးအန္တရာယ်တွေစိုးရိမ်ရတဲ့အတွက်အသွာလာတွေတတိထားကြဖို့ရှေးကြီးဘက်ကဖအပါဝင်ကာကွယ်တပ်တွေကတတိပေးထားတယ်။မန္တလေးမဟာအောင်မြင်မြို့နယ်လုံခြုံမနက်ဖြန်မဲနိုင်တာစစ်သားစုဆောင်ခံရမယ်။ကိုတိုင်းဒါမှမဟုတ်ကိုစားမဲလာနိုင်သူကိုစစ်အုပ်စုကမျက်ကွယ်မဲနိုင်မယ်လို့ရှောင်းတိန်မာကမိသားစုကိုဖမ်းနေအိမ်ချိတ်ပိတ်မယ်လို့ချိန် ချောက်ပေါ်တာဆွဲစစ်သားတင်စုဆောင်ခဲ့ရလက်ရှိမှာရက်ွက်ထဲပေါ်တင်ပိုင်းနဲ့အော်ကလူသူစုနေတာဖြစ်တယ်လို့ပြောပါတယ်။ ဆလပီမန္တလေးမဟာအောင်မြင်မြို့နယ်လုံးကျောမနက်ပြန်မေနိုင်ခါစစ်သားတင်းစုဆောင်ခံရမယ်ဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ကိုရိုင်တာမမဟုတ်ကိုစားမဲလာမနိုင်သူကိုစင်အုပ်စုကမျက်ွယ်မဲနိုင်မယ်ဆိုလို့ရှောင်းတိန်မာကမိသားစုကိုဖမ်းနေအိမ်ချိတ်ပိတ်မယ်လို့ချိန်ချပြီးပေါ်တာဆိုရင်စစ်သားတင်းစုခင်ရကလက်ရှိမှာရက်ွက်တဲ့ပေါ်တင်မိုင်းနဲ့အော်ကလူသစ်စုနေတာဖြစ်တယ်လို့ဆိုပါတယ်။မန္တလေးမြို့မဟာအောင်မြင်မြို့နယ်တမြို့နယ်လုံးကလူငယ်လူရွယ်တွေကိုမဲနိုင်ရွေးချယ်ကအပတ်စဉ်စနစ်အတွင်းစစ်သားတင်းစုဆောင်မှာမို့မနက်ပြန် ်မလ24ရက်မနက်ပိုင်းဓမ္မယုံနဲ့တပ်မတ်နေရာတွေမှာမပြတ်မကွက်မဲလာနိုင်ကြဖို့စေအုပ်စုကမြို့နယ်လော့စပီကာနဲ့ light on ရဲ့လူမျိုးကံတွေကပြောပါတယ်စစ်သားတစ်စုဆောင်ခံရမယ့်အသက်အရွယ်အကျုံးဝင်တဲ့လူငယ်တိုင်းကိုတိုင်းဒါမှမဟုတ်ကိုစားမဲလာနိုင်နိုင်ပြီးအဲ့လိုလာရောက်ခြင်းမရှိပါကစေအုပ်စုကမျက်ကွယ်မဲနိုင်ကရွေးချယ်မှာမို့ကိုခွင့်ရီကိုမဆုံးရှုံးခြင်းမဲလာနိုင်ဖို့စေအုပ်စုကလော့စပီကာနဲ့အော်ယာမှာထည့်သွင်းပြောဆိုခဲ့တာပါ ပြီးခဲ့တဲ့ရက်ပိုင်းတွင်မန္တလေးမြို့လုံးကျွန်းစစ်သားတစ်စုဆောင်ခံရမယ်လူငယ်လူရွယ်တွေရဲ့စီရင်ကိုစေအုပ်စုကရက်ွက်ယုံနေကနေစီရင်ကောက်ပြီးရဲ့နောက်အခုလိုမျိုးနဲ့လုံးကျွန်းမဲနိုင်ခိုင်းတာလို့ဆိုပါတယ်မနက်ပြန်မဲလာနိုင်ဖို့စာရွက်လည်းလာပြီးတယ်မိုင်းနဲ့လည်းလိုက်အော်တယ်ကိုတိုင်းလာလာမလာလာသူတို့ကမဲနိုင်မှာမို့ကိုတိုင်းလာနိုင်ဖို့ပြောထားတယ်လို့မဟာအောင်မြေမြို့နယ်မှာနေထိုင်သူတအုပ်ကပြောပါတယ် တရက်ကွက်လုံးလူငယ်ရှိတဲ့အိမ်တိုင်းမဲနိုင်ရမှာဖြစ်ပြီးမင်းအလုံးကိုတစ်ချိန်နဲ့စစ်သားတက်စုမှာမဟုတ်ပဲမဲနံပါတ်အတိုင်းအစဉ်လိုက်စစ်သားတက်စုစောင်းမယ်လို့စေအုပ်စုရက်ကွက် အုပ်ချုပ်ရေးမှူးကပြောတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့ရက်တွေအတွင်းမန္တလေးမြို့တက်ပိုင်းကရက်ကွက်တချို့မှာစေအုပ်စုကအထက်ပါအတိုင်းရက်ကွက်လုံးကျုံမဲနိုင်ခိုင်းတာတွေရှိပြီးရက်ကွက်သူရက်ကွက်သားအချင်းချင်းမဲချထားသူကရှောင်လို့မရအောင်ဝိုင်းကြီးချုပ်ပုံစံ လုပ်တာ ဖြစ်တယ်လို့မြို့ကန်တော်ကဆိုပါတယ်မဲချသူတွေကိုခံဝန်ထိုးခံပြီးရောက်ရှောင်တင်သွားပါကမိသားစုကိုဖမ်းဆီးတာ ်မိသားစုလိုက်တင်းရှောင်းပါကနေအိမ်ချိတ်ပိတ်တာတွေလှုပ်ဆောင်မယ်လို့လည်းစစ်အုပ်စုကထိန်းချောက်ထားတယ်လို့မန္တလေးမြို့မြေပြင်ကင်းထောက်ဖွဲ့တွေကဖော်ပြပါရယ်စစ်အုပ်စုကငွေပေးနိုင်သူတွေကိုစစ်သားတစ်မစုစည်းပဲရက်ကွက်အလိုက်သတ်မှတ်အရေးအတွက်ပြည်မီအောင်ပေါ်တာဆိုစစ်သားတစ်စုကရမှာလက်ရှိမှာပေါ်တင်စစ်သားတစ်စုဆောင်လာတာဖြစ်တယ်လို့မြို့ကန်တွေကဆိုပါတယ်အာနာတင်းစစ်အုပ်စုက2024မလာကစလို့နိုင်ငံတော်စစ်သားတစ်စုဆောင်လာပြီးလုံနေပြီးပေါ်တာဆိုစုဆောင်ရရှိလာသူတွေကိုရက်တူစစ်တနပ်ပြီးလက်နက်တဆင်ပြီးကနိုင်ဝန်ဒွန်းက ကတိုက်ပွဲဖြစ်ပွားနေတဲ့နေရာတွေစီဒေသခံစစ်သားတွေအပြင်ပို့လွှတ်နေတာဖြစ်ပါတယ်။ ဆက်လက်ပြီးရေဦးမျိုးရွှေပြည်သားရက်ွက်ဓမ္မယုံရှိမှစစ်စေးမှုပြုလုပ်နေတဲ့စစ်ကောင်စီတပ်သားတွေကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုစစ်တပ်ဗမာ3တိစုံနဲ့ကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းရေဦးမျိုးရွှေပြည်သားရက်ွက်ဓမ္မယုံရှိမှစစ်စေးပြုလုပ်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာစစ်တပ်ဗမာ3တိစုံကကြောင်းရေဦးမျိုးနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံကပြောပါတယ်။မလ23ရက်နေ့နေ့လယ်တနိုင်းကမှာရေဦးမျိုးရွှေပြည်သားရက်ွက်ဓမ္မယုံရှိမှစစ်စေးပြုလုပ်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားအင်အား20ခန်းကိုရေဦးမျိုး နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့မြောက်ပိုင်းဘက်ကဖကဒရုန်းနဲ့ပုံတီးသုံးလုံးကျင်းချတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်းအကြံဖက်စစ်ကောင်စီတပ်သား3တင်ဆောင်ပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော်လိုင်းရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ဒရုန်းနဲ့ပုံတီ3လုံးကျင်းချတိုက်ခိုက်ခဲ့တာပါစစ်ခွေး3កောင်တည်ပြီးစစ်ခွေး2កောင်ဒဏ်ရာရပါတယ်။စစ်ခွေးရီကားရီနဲ့အခုလာတဲ့နေပါတယ်။အထိုင်းချတက်ဆွဲထားတဲ့စခန်းတော့မဟုတ်ဘူး။စစ်စင်ကြီးခဏလာလို့တင်ရက်ကွက်ပေါ်ရွှေပြည်သားရက်ကွက်ခေါ်တာပါ။ရှေးဦးမြို့မြောက်ပိုင်းမှာရှိတာလေးအဆောင်ကမထိခိုက်ဘူးသူတို့ကရှေ့ကင်းရှေ့မှာ9ယောက်ထွက်နေပါတယ်။သူတို့ရှေ့တက်တဲ့ကြတာပါ3ယောက်တည်ပြီး2ယောက်ကဒဏ်ရာရတယ်။ အုတ်တိုင်းတော့ပြက်စီးပါတယ်ပတ်ဝန်းကျင်တော့လက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြစ်တယ်ပြည်သူတွေဖမ်းဆီးတာမျိုးမရှိဘူးအဲ့ဒီနာလီမှာတင်ဖြတ်သွားတယ်ပြည်သူတောင်းကတော့တတိလစ်သွားတယ်ထိခိုက်တံရရတာမျိုးတော့မရှိပါဘူးတတိလစ်တာပါပြည်သူတွေအနေနဲ့စစ်ခွေးတွေနဲ့ဝေးဝေးနေဖို့ပဲတတိပေးကြပါတယ်လို့ရှိဦးမျိုးနဲ့ပြည်သူကာကွယ်ဖွဲ့တာဝန်ခံကပြောပါတယ်ဆက်လက်ပြီးအထက်မြင့်လာမျိုးနဲ့ပသိမ်မုံရွာလမ်းပိုင်းရှိစတက်ဂိတ်တွေကပြည်သူပိုင်ကားတွေကိုအကြောင်းမဲ့ဖမ်းဆီးပြီးစားတောက်ကုန်နဲ့လူသုံးကုန်ပစ္စည်းတွေကိုအတင်းအဓမ္မသိမ်းယူနေတဲ့အကြောင်းတင်ဆက်ပေးပါမယ်မကွေတိုင်းအထက်မြင့်လာမျိုးနဲ့ ့ပသိမ်မုံရွာလမ်းပိုင်းရှိအကျန်းဖက်စစ်တပ်ကများကပြည်သူပိုင်းကားတွေကိုအကြမ်းဖက်ဖမ်းဆီးပြီးစားတောက်ကုန်နဲ့လူသုံးခုဖြစ်စည်းတွေကိုအတင်းအဓမ္မတန်ယူနေကြောင်းဒေသခံပြည်သူများနဲ့မင်းလာမျိုးနဲ့ပြည်သူကကွယ်တပ်ဖွဲ့မှတာဝန်ရှိသူတောင်ကပြောပါရယ်အထက်မင်းလာမျိုးနဲ့ပသိမ်မုံရွာလမ်းပိုင်းရှိအကျန်းဖက်စစ်တပ်ရဲ့ကရုံးကိန်းနဲ့ရှမ်းတပ်ကိန်းမှာအကျန်းဖက်စစ်ကောင်စီတပ်သားတွေကခီးသွွားပြည်သူတွေနဲ့ဒေသရင်းပြည်သူတွေရဲ့စေကားများကုန်ကားများကိုအကြမ်းဖက်ဖမ်းဆီးနေခြင်းဖြစ်ကြောင်းသိရပါရယ် အဲ့လိုဖန်စီပြီးရင်နောက်အတန်းဖက်စစ်ကောင်စီတပ်သားတွေကပေါ်တာဆွဲပါလာတဲ့လူသုံးကုန်ပစ္စည်းများစားသောက်ကုန်ပစ္စည်းများနဲ့စက်သုံးစီတွေပါယူဆောင်ထားပြီးကားရီကိုပါတင်ဆဲခြင်းများလှုပ်ဆောင်နေကြောင်းသိရပါတယ်။စစ်ခွေးတွေကပြည်သူတွေကိုလက်နက်ပြချင်းချပြီးအတင်းအတမငွေကြေးတောင်းခံမှုတွေနဲ့ဖြက်လေးဖြက်စတင်လှုပ်ဆောင်နေတာပေါ့။ပြည်သူတွေရဲ့ကားပေါ်မှာပါလာတဲ့လူသုံးကုန်ပစ္စည်းတွေစားသောက်ကုန်ပစ္စည်းတွေစက်သုံးစီတွေကိုဂိတ်ကစစ်ခွေးတွေကလူရဲယူဆောင်လာပေါ့ကားကိုပါတင်ဆဲတာတွေလည်းလှုပ်တင်လို့သိရတယ်လို့မင်းလောင်းမြို့နယ်ပြည်သူကားဝေးတပ်ဖွဲ့မှအကြောင်းရှိ ီတိုတောင်ကပြောပါတယ် အဲဒီလိုတင်ဆက်သွားတဲ့ကားရီနဲ့ဆိုင်ကယ်ရီကိုအကြံပတ်စကောင်စီတသားရီကပြန်ရောင်းချပြီးငွေကြေးခွဲဝေယူဆောင်မှုတွေရှိပြီးပြည်သူတွေရဲ့လူသုံးကုန်ပစ္စည်းများစားသောက်ကုန်ပစ္စည်းများနဲ့ဆက်သုံးစီများလည်းပြန်လည်ရောင်းချကာခွဲဝေယူဆောင်မှုတွေရှိကြောင်းသိရပါတယ်စစ်ခွေးတွေကသူတို့တင်ဆက်ထားတဲ့ကားရီနဲ့ဆိုင်ကယ်ရီကိုအပြင်မှာပြန်ရောင်းပြီးငွေကြေးခွဲဝေယူဆောင်တာမျိုးတွေရှိတယ်အကြောင်းမဲ့ကိုတင်ယူလာပြန်ယူခိုင်းရင်လည်းငွေကျပ်သိမ်းဆည်ချင်ရှိပြီးတော့တောင်းတာပြန်ယူတဲ့သူတွေလည်းရှိရတချို့ဆိုအငှားကားမောင်းတဲ့သူတွေလည်းပါတယ်သူတို့တောင်းတဲ့ပတ်စံပြီးပြီးယူရတာပေါ့သူများက မောင်းနေဆိုတော့အဲ့ဒီစစ်ခွေးကိန်းတရားပြည်သူတွေပေါ်နီးမျိုးစုံနဲ့ကိုရုံမာနေရလို့ဒေသခံပြည်သူတောင်းကပြောကြားခဲ့ကြောင်းသတင်းမှာဖော်ပြပါရှိပါတယ်ရှင်။